ချက်ပုတ်မှာခြေတလုံးမွေးတစ်ဖက်ရှိပြီးတော့တစ်ဖက်ပြောင်းနေလို့လူပြောများနေတဲ့လွမ်းပိုင်းမင်္ဂလာပါပရိသတ်ကြီးတို့ဤလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာတော့နေစင်တဲ့များစိတ်ဝင်စားစရာအံ့ဩစရာရီမောစရာအကြောင်းအရာတွေကတော့အမြဲတမ်းနေရာယူထားစေပါပဲအထူးသဖြင့်ကိုချစ်ခင်ရတဲ့ဥပညာရှင်တွေရဲ့လှူရှားမှုတိုင်းကတော့ပရိသတ်တွေအတွက်အမြဲတမ်းစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်နေပါ ರೀ အခုတကမှလည်းပရိသတ်တွေကြားမှာရန်ကိုရေးပဲစားပြီးပြောစမဲ့တင်နေတဲ့အကြောင်းအရာတစ်ခုကတော့အစိုးရလမ်းပိုင်းရဲ့ထူးဆန်းတဲ့ဓပုံတပုံကြားမှာပဲ ဒီကြောင်ရကတော့လွန်ခဲ့တဲ့ချက်ပိုင်းတွဲမှာဆူတော်မာလိန်နဲ့ဆွေဒီဆိုရဲ့ခန်းနာလာတဲ့အင်းသစ်တပ်ပွဲကနေစတင်ခဲ့တာပါ။နဲဆွေဒီဆိုတာသူမရဲ့ချွေးနေစာနဲ့တိဆောက်ထားတဲ့အင်ကြီးရဲ့အောင်မြင်မှုကိုဂုံပြူတဲ့အနေနဲ့အနုပညာမောင်နှမတွေကိုဖိတ်ကြားပြီးတော့အင်းသစ်တပ်ပွဲလေးကျင်းပခဲ့ပါတယ်။ဒီပွဲကိုတော့အနုပညာရှင်တွေမိတ်ဆွေတွေအများအပြားတက်ရောက်ခဲ့ကြပြီးပွဲရဲ့အမှတ်တရပုံရိပ်တွေအားလည်းဆိုရှယ်မီဒီယာပေါ်မှာအများအပြားပြန့်နှံ့ခဲ့ပါတယ်။ အဲ့ဒီပြက်နာတဲ့အရိုက်တပုန်နေတဲ့ကမှပရိသတ်တွေရဲ့မျက်စိကိုဖမ်းဆားနိုင်ဆုံးနဲ့ဗဆက်ပြားမှာပြောစရာဖြစ်သွားစေတဲ့တပုန်တပုန်ရှိခဲ့ပါတယ်။အဲ့ဒါကတော့အစိုးရလွမ်းပိုင်နဲ့ဆွေရီဆိုအင်းငင်းဖြူချူလေးနဲ့အစိုးရကြီးတို့ဒူဒူရိုက်ကူးထားတယ်။အဖွဲလိုက်ပုံလေးပါပဲ။ဒီပုံလေးဟာထူးခြားချက်တစ်ခုဟာပရိသတ်တွေရဲ့မျက်စိတင်မှုကိုဆုံးသက်လိုက်သလိုပါပဲ။အဲ့ဒါကတော့အလုံးရဲ့ချစ်တော်ဆိုတော့လွမ်းပိုင်ရဲ့ခြေတလုံးပဲဖြစ်ပါတယ်။တပုန်ထဲမှာလွမ်းပိုင်ကဘာမီတိုလေးဝတ်ထားတော့သူ့ရဲ့ခြေတလုံးကိုထင်းသားမြင်နေရပါတယ်။ ဒါပေမဲ့ထုတ်ဆန်းတာကသူ့ရဲ့ညာဘက်ခြေသုံးမွေးတွေကတဘာဝတိုင်းရှိနေပေမဲ့ဘယ်ဘက်ခြေသုံးမွေးကတော့ပြောင်းချောတောင်းနေတာပါပဲ။ဟုတ်ပါတယ်။တစ်ဘက်ကမွေးတွေနဲ့နောက်တစ်ဘက်ကပြောင်းပြစ်နေတဲ့သူ့ရဲ့ခြေသလုံးဟာမြင်ရတဲ့သူတိုင်းအံ့ဩစေခဲ့ပေးဒါကဘလို့ပြစ်တာလဲဆိုရဲမိကိုနေတဲ့သူအင်တာနက်ပေါ်မှာပွဲဆိုပါပါတော့တယ်။ဒီဘောကိုမြင်လိုက်ရတဲ့ပရိသတ်တွေအားလုံးအမျိုးသောသောတုံးသက်ချက်တွေနောက်ပြောင်းမှုတွေနဲ့မှတ်ချက်တွေပေးခဲ့ထားပါတယ်။ အချို့ကတော့လွမ်းပိုင်တရားခြေတလုံးမွေးချိန်နေတော့နန်းစုရဲ့အင်းသစ်တပွဲကိုမမီမာဆိုလို့တစ်ဖက်ပဲရှိပြီးကမန်ကရန်ထွက်လာတာနေမယ်ဆိုပြီးခြေစလုံးနဲ့စားနောက်ကြပါရီအချို့ကလည်းဖက်ရှင်အသစ်လားကျညာရိုက်တာများလားစသဖြင့်အမျိုးမျိုးထင်ကျေးပေးနေကြတာကလည်းအယံကုန်မပွဲကြနေကြတာပါဒီလိုပရိသတ်တွေရဲ့ခြေစရာကောင်းတဲ့စားနောက်မှုတွေကလွမ်းပိုင်ရဲ့ဒီတပုံကိုပို့ပြီးတော့တောင်းလူတီများကြော်ကြစေခဲ့ပါရီကြားရမကားသေးပါဘူးဒီတပုံထဲမှာနောက်ထပ်စိတ်ဝင်စားစရာချက်တစ်ခုကိုလည်းပရိသတ်တွေကထောက်ပြခဲ့ကြပါသေးတယ် အဲ့ဒါကတော့ပွဲရှင်တွေဖြစ်တဲ့လွမ်းပိုင်တဲ့နဲ့ဆွဲရီဆိုတော့ဟာအိမ်စည်းဖက်တွေကိုစီနဲ့ရှိနေပြီးတော့ပွဲကိုလာတဲ့ဧည့်သည်တွေဖြစ်တဲ့အိမ်ငယ်ပြူချိုလေးတို့ဖက်နဲ့မစည်းထားဘဲနဲ့ခြေပလာနဲ့ရှိနေတာပါပဲဒီချက်ကိုကင်ပြီးတော့ပရိသတ်တရားသူတို့နှစ်ယောက်ကအိမ်ရှင်တွေလိုမျိုးဖက်တွေစည်းထားပြီးဧည့်သည်တွေဖက်နဲ့မစည်းထားတာဆိုတော့ဒါမင်္ဂလာဆောင်လိုက်ပြီဆိုတဲ့သဘောများလားစုံတွဲအိမ်စည်းဖက်တွေနဲ့အရန်လိုက်ဖက်နေတဲ့ဆိုပြီးသူတို့နှစ်ယောက်ရဲ့တင်းကိုထက်မှန်ပြီးတော့ထင်ကျေးပြီးပြောဆိုနေကြတာပါအားဖြင့်ပြည်လမ်းပိုင်ရဲ့ခြေတလုံးမွေးတစ်ပဲပျောက်ဆုံးနေတဲ့ကိစ္စကတော့ သူ့အနေနဲ့တမင်တကာဖက်ရှင်နေနဲ့လှုပ်လိုက်တာလားဒါမှမဟုတ်ပရိသတ်တွေထင်ကျေးပေးနေတယ်လို့ရေးကြီးကိစ္စတစ်ခုကြောင့်အမက်မတင်ဖြစ်သွားတာလားဆိုတော့ကတော့ကဲကဲရှင်ကိုယ်တိုင်ပဲအသိဆုံးဖြစ်မှာပါဘာပဲဖြစ်ဖြစ်ဒီတဲ့ပုံလေးတစ်ပုံကြောင့်ပရိသတ်တွေကတော့ခိတ္တခနာဖြစ်ဖြစ်ရှင်မောပျော်ရွှင်ခဲ့ရပြီလွတ်ပိုင်နေတဲ့ဆွေတဆိုးရဲ့တွင်တွေကလည်းပုံမို့ပြီးတော့စူစိတ်ဝင်စားနေရတာကတော့အမှန်ပါပဲပရိသတ်ကြီးရောလွတ်ပိုင်ရဲ့ခြေတလုံးမွေးတစ်ဖက်တည်းဖြစ်နေတဲ့ပေါ်မိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်အာပိနာဆင်ခဲ့ကြရဲ့တွေ့လေးအားလုံးကိုကျေးဇူးတင်ပါတယ်